မန္တလေးတိုင်းတောင်တာမြို့နယ်ကိုစစ်ကောင်စီတပ်ကဒီနေ့ဧပြီ22ရက်မနက်အစောပိုင်း2နာရီလောက်မှာစက်တက်လေးဒီနဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူ3ဦးသေဆုံးခဲ့ရပါတယ်။လူထုလှုပ်ရှားမှုကော်မတီတောင်တာရဲ့ထုတ်ပြန်ချက်အရတန်ဖိုးရွာသက်ကျေးရွာပေါ်ကိုစစ်ကောင်စီတပ်ရဲ့စက်တက်လေးဒီပါရာမော်တာ3စီးကဘုံသီး7လုံးကျေးချခဲ့တာလို့သိရတာပါ။တိုက်ပွဲမရှိဘဲအဲ့ဒီလိုဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ3ဦးအသက်ဆုံးရှုံးခဲ့ပြီး၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ပြီးအယတားပြည်သူတွေရဲ့နေအိမ်နှလုံးလဲပျက်စီးခဲ့တယ်လို့လူတုလှုပ်ရှားမှုကော်မတီတောင်တာကအသိပေးပါတယ်စစ်ကောင်စီတပ်ဟာပြည်သူလူတုအပေါ်ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်နေတာကြောင့်ဘုံကိုချင်းတွေစနစ်တကျတူးထားကြဖို့နဲ့လေကြောင်းအန်တရယ်သတိပေးချက် ကြားရတဲ့အခါဘုံကိုချင်းတွေမှနေထိုင်ကြဖို့လဲတိုက်တွန်းထားပါတယ်ပြီးခဲ့တဲ့ April 18ရက်နေ့ကလည်းတောင်တာမြို့နယ်နန်းတီကျေးရွာကိုစစ်ကောင်စီကလေကြောင်းကဘုံကျဲလို့ပြည်သူ၃ဦးသေဆုံးခဲ့ရပါသေးတယ် ဒါအပြင်ပြီးခဲ့တဲ့ April 16, 19, 20နဲ့တွေကလည်းမန္တလေးတိုင်းကတပိတ်ချင်းစင်ကူတောင်သာနဲ့ရခိုင်ပြည်နယ်ကြောက်တော်၊စကိုင်းတိုင်းရွှေဘူမြို့နယ်တွေကိုစစ်ကောင်စီတပ်လေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူအယောက်90ကျော်သေဆုံးခဲ့ရတာပါ။အဲ့ဒီလိုစစ်ကောင်စီတပ်ဟာလေးချောင်းကနေအရသားတွေကိုပြစ်မှတ်ထားတပ်ဖြတ်နေတဲ့အပေါ်နိုင်ငံတကာကလက်တွေအရေးယူပေးဖို့တော်လှန်ရေးအင်အားစုတွေတောင်းဆိုထားပါတယ်ရှင်။